အားလုံးပဲမင်္ဂလာပါရှင် Freedom for Future Channel မှာကြိုဆိုလိုက်ရပါတယ်ရှင် reader ဝင်နှင်းစာပါ အခုတခါဖတ်ပြမှာကတော့ဆရာကြီးပီမိုနင်းရဲ့ဆောင်းပါတူလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ဆောင်းပါကောင်းစဉ်ရုပ်ချော်သူ လားစိန်သည်နာမည်ကြီးသလောက်မမာနကြီးသူဖြစ်လေ၏၎င်း၏ရုပ်စင်ကြံ့အင်လပတ်တင်တဲ့သောတည်ရင်သည်ရက်နီရက်ဝေကြော်ကြလေ၏အရရမှာပူပန်းသူများကျိုးပန်းစွာလာရောက်ကြတော်လဲလှစိန်ကိုတွေ့ရသည့်အခါမှသာတွေ့ကြရ၏တို့ဖြစ်၍မထိုက်သူမယူရဟုသောစကားတစ်ခုပေါ်၍နေလေ၏၎င်းဤဖားခင်မှာကြေးရွာကမတီလူကြီးဖြစ်၏ ပစ္စည်းဥစ္စာလည်းကျွယ်ဝ၏မိခင်ကလည်းမာနကြီး၏လှစိန်နှင့်တန်သူပသိနေမှာမရှိဟုစွဲမတ်၍ထားလိ၏လှစိန်ကိုလိုချင်သူများလည်းအနည်းအပါမြို့များမှလာကြလိ၏ကာလသာတယောက်ကိုလှစိန်လက်ခံ၍စကားပြောလျင်၁၀ယောက်အယောက်၂၀ကမခံမရက်နိုင်အောင် ဖြစ်ကြလျက်လမ်းမှာခိုက်ရန်ဒေါသဖြစ်ကြလိ၏ ပသိန်သားကိုလက်ခံလင်အနည်းအပါးမျိုးများကကာလသားများကမခံခြင်း၍ရံဖြစ်၏အနည်းအပါးကာလသားများကိုလက်ခံလင်ပသိန်သားများကမကြည်မနှက်ဖြစ်ကာခိုက်ရန်ဖြစ်ပွားကြ၏တို့ဖြစ်သောကြောင့်ဒေါကြီးမှမငြိမ်မသက်လှစိန်တယောက်အတွက်မကြခဏအဓိကယုံဖြစ်လေ၏ထိုအဓိကယုံသည်မြို့ထဲ၌တစ်ဖက်နှင့်တစ်ဖက်တရက်ကွက်နှင့်တရက်ကွက် အမျိုးတစုနှင့်တစုတို့တိုင်အောင် နောက်ဆုံး၌ပြန်နှံ့၍သွားလိမ့်၏လှစိန်ကိုပိုးရသည့်အတွက်တည်သည့်တိုင်အောင်အနာတရဖြစ်သူများလည်းရှိလိမ့်၏သို့တော်လည်းအလှကုန်ကူးခါစိတ်ကြီးဝင်၍နေသောလှစိန်နှင့်၎င်း၏မိဘများသည်ကမျိုးပြက်၍သွားလင်သာ၍ပင် ထင်ရှားကြော်ကြားလိမ့်မည်ဟုမှတ်ယူကာလှစိန်ကိုယောက်ျားမပေးစားဘဲမျိုးပြက်အောင်ကြည့်၍နေလိမ့်၏ အရေးပိုင်ကဒီပုံဖြစ်ဒီမျိုးကိုစစ်ပလိတ်လက်အရလိမ့်မယ်ထင်တယ်ကျုပ်တို့မထိန်နိုင်ဘူးဟုချိန်ချောက်လီဤတို့ဖြစ်လေရာတိုက်တွန်းသူများသာသဖြင့်ဖားခင်မြင်းတိုင်ပင် အမှတ်ကြီးသည်ရန်ကုန်သို့သွားပြီးတမတ်လောင်တယောက်နှင့်ပြန်၍လာလီဤထိုအခါပသိမ်သားကာလသားများကငါတို့ပသိမ်သားကိုတော့အဖတ်မတန်မှတ်ထင်ပြီးရန်ကုန်သားကိုမှ သူ့တမီးကလေးကိုအဲ့ရသလားဟု အများသဘောတူ စိတ်ဆိုးကြလျက်၎င်း၏အိမ်ကိုမီးနှင့်ရှို့လီရာထိုအိမ်မှမင်းကူးဆက်ပြီးတရက်လုံးတက်တက်ပြောင်းလီ၏မင်းအာမခံရှိသောအိမ်တအိမ်သာပါလီ၏ထိုအိမ်ကလှစိန်တို့အိမ်ဖြစ်လီ၏တို့ဖြစ်လီရာအများငိုပွဲဆင်ကြသည့်အထဲတွင်လှစိန်တို့သားအမိသားအဖမှရေပွဲဆင်၍နေကြလီ၏လှစိန်ဤအိမ်ချင်း၌ မိဘကုံဘကတနာကြောင့်မဟုတ်တကယ်ရုပ်ရည်ချောမောလှပသောစံကြည်ဟုခေါ်သောမိန်းကလေးတယောက်ရှိလေ၏၎င်းမှာလှစိန်လောက်လှလှပပမဝတ်နိုင်ရှာပြီတို့ဖြစ်လေရာတခါတရံအဝတ်အစားလှလှပပကိုဝတ်ဆင်ရသည့်အခါလှစိန်ကပိုးစုံကြည့်ဖတ်လို့ပြိုင်နေလေးပါလေးနှင့်မခံမရနိုင်အောင်ရှုတ်ချပြောဆိုလေ၏စံကြည်သည်ထိုစကားများကိုကြားရတော့လေ အောက်ဤ၍နေလေ၏စံကြည်မိခင်မုတ်ဆိုမကြီးဒီကခိုက်ရန်ဒေါသကိုလွန်စွာကြောက်တတ်သူတယောက်ဖြစ်သည်ဖြစ်မိမိဤသမီးကိုသာနှိမ်လေ၏ငင်းငိမ်နေပါသမီးရဲ့မိမိတို့ကသူတို့လိုအတိုက်အဝန်းကြီးတာမဟုတ်ဘူးသမီးမတူရင်မတူနဲ့သမီးရဲ့လှစိန်ကစိတ်ကြီးဝင်ပြီးအိမ်တွင်ဘုံလှုပ်လို့နမည်ထွက်တာပါ၏။နောင်တော့စိတ်ကြီးဝင်အားကြီးလို့ဘေကာလာသားမှမရတဲ့အခါကျတော့ ူစီကိုဘယ်သူမှ လာမှာမဟုတ်ပါဘူးညီမျက်စိသာတောက်ထောက်ပြီးကြည်ပါ အခုတော့မလာတဲ့လူတွေမလာကြတော့ဘူးအရှိပိုင်းဘိုးနီတို့ညီအကိုများဘယ်လာတော့တလဲသူတို့အစကငငန်းတက်လာကြတာပဲအခုအေးသွားပြီနောက်တခြားလူတွေလည်းဒီလိုဖြစ်ကြမှာပဲလူမာလဲစိတ်နဲ့ပဲအေးစိတ်ကြီးဝင်လဲနမ်းမြီထွက်တယ်စိတ်ကြီးဝင်အာကြီးလို့လဲနမ်းမြီပြတ်တာပဲဒီလိုဖြစ်ကျမဘယ်လိုနေရမလဲ ညီးဒီလိုပဲအိမ်တွင်ပုံနေပေါ့ဒီတော့မှသူ့ကိုရဲရဲတင်းတင်းခုန်ပြိုင်တယ်လို့ပြောအောင်မှာပြောပြောအေးညီးမကြပြီရောမဟုတ်လားသူဖြစ်လေရာစမ်းကြည့်သည်အဝတ်အစားကို အထူးလှလှပပမဝတ်ဆင်နိုင်သူ ဖြစ်လေရာအိမ်တွင်ပုံလုံးနေတာပဲအေးတယ်ဟုအောင်းမိပြီးအိမ်တွင်ပုံစပြုလေ၏ထိုအခါအိမ်နံရံကြားထဲမှစမ်းကြည့်မြင်ရသောအရာကစီးဆောင်ချောင်းမြောင်ကြည့်သူများဖြစ်လေ၏ လှစင်ကငါတို့အရက်ထဲမှာလှတစဉ်ပြူပြန်ပြီးဟုပြောလေ၏ထိုစကားသည်စန်းကြည်ဤနာသို့ရောက်လေ၏စန်းကြည်ဤမိခင်လည်းကြားရလေ၏ထိုအခါများစွာအားတက်လျက်စန်းကြည်ထံသို့သွားရောက်ကဘဲနဲ့လည်းတမင်ကြားရပြီမဟုတ်လားအရင်ကညီကိုချောင်းမြောင်းကြည့်သူများရှိရဲ့လားအခုညီဘလောက်တကူကြီးလာပြီလေဟုပြောလေ၏စန်းကြည်လည်းကျေနပ်ပျော်ရွှင်၍နေလေ၏ မိခင်ကညီးဒီလိုအခါမျိုးမှာဂုံတူးဂုံပြန်ဝတ်ဆင်နေဖို့မလိုပါဘူးစင်စရာလဲငါတို့မှာမရှိဘူးတခုငါတတိပေးမယ်လှစိန်ထန်လာတဲ့လူများဟာစိတ်လက်မကြေမနက်မတာမယာနဲ့ပြန်ကြရတယ်ညီးဒီလိုမလုံနဲ့လာသူများကိုအားရှိအောင်အယောတဝင်ကလေးလဲလှုပ်ရတယ်ဣသို့တော်လဲအားလုံးရှိမှတယောက်ယောက်ကိုပူပြီးအယောဝင်လို့လဲမဖြစ်ဘူး တယောက်တလီလာသူများကိုသာအားပေးရတယ်မိမကအားမပေးရင်ယောက်ျားများလည်းမလာရဲဘူးအားပေးတန်သလောက်အားပေးမှဖြစ်တာဟု ပြောလေ၏စန်းကြည်လည်းအမေမှားသည့်အတိုင်းယိုယိုကျင့်၍ယိုယိုနေ၏တို့ဖြစ်လေရာလှစိန်ထံသွားရသဖြင့်ခြေတူခမန်းဖြစ်လျက်စိတ်ပြည့်၍နေသူ မောင်စိန်ဖေခေါ်ယောက်ျားဖြူတယောက်သည်ဆွဆွရွရွစန်းကြည်ထံရောက်၍လာလေ၏ ရှင်ဟိုအိမ်နဲ့ဘာဖြစ်လာတယ်လဲဘယ်အိမ်လဲရှင်အရင်ကလှစိန်စီကိုတွားတွားနေတယ်မဟုတ်လားအခုဘာဖြစ်လာတယ်လဲအခုဘာမှမဖြစ်လို့ပြန်လာတာပေါ့ဒီကောင်မက သူ့ကိုရောက်ကြတွေလာလာပြီးခစားတယ်လို့နေမှကြိုက်တာဟုဆိုပြီးကျွန်တော်တို့ကဘာခစားမလဲအတော်ရဲ့ဟုစန်းကြည်ဤမိခင်အားပြောလေ၏အဲဘယ်နဲ့ရှိစားငါပြောတာဟုတ်တယ်မောင်ရင်ရောက်ကြကလေးများလဲခုံနဲ့အတည်ရည်နဲ့ပဲ ရမယ်ထင်လို့ပိုးတာမရရင်ဘာလို့အချိန်ကုန်ခံပြီးပိုးမှာလဲလူများမှာအတော်မသက်စိတ်မရှိနိုင်ဘူးစိတ်ဆိုတာရှည်တင်းတလောက်ပဲရှိတာပါမောင်စိန်ဖေးမှာဆက်ရှင်ယုံစည်ရည်ကြီးဖြစ်၏လှစိန်ကစည်ရည်စာချီလောက်ကို မျက်စိမမြင်အမြင့်ဆုံး ICS ကဲ့သို့သော သူများကိုသာမြင်၍နေလေ၏ဒီစထရိတ်မျိုး၌ IDS တွေမြောက်များစွာပူရှံ၍မနေနိုင်ကြပေ တို့ဖြစ်လေရာစမ်းကြည့်မှာထိုစရေးကြီးနှင်းပင်အကြောင်းပါ၍တွားလေ၏လှစိန်မှာက ICS ကိုမျောလင့်တုံးပင်စမ်းကြည့်မှာယောက်ျားရသဖြင့်တင်းတင်းတဲတဲရွှေနှင်းကြောက်အလားဖျားသွားအတူចောင်းသွားအတူနေသည်ကိုလှစိန်မြင်ရသောအခါအားစကြစပြုလေ၏စမ်းကြည့်မှာပိုမိုချောမောလှပ၍လဲလာလေ၏လှလာပပဝှစ်ဆင်၍လင်မယားနှစ်ယောက်ရှေ့သွားနောက်လိုက်ညီ ဘေးချင်းတိုက်ညီညီစက်တည်ရှိစွာသွာလာကြသည်ကို အားကြစပြုလေ၏သို့တော်လည်းလှစိန်မှာအားကြတော်လဲရွေးချယ်၍ယူစရာလူမရှိတော်ပေဟဟန်ပန်ပန်လူများအနက်တယောက်မျှမကြံအောင်ရှောင်ခွာ၍သွားကြလီတော်သည်ထိုအခါမနာလူမုံထားသောစိတ်ဒေါသစိတ်မခံကျင်သောစိတ်များသည်လှစိန်ဤမျက်နှာကို အမျိုးမျိုးအယုတ်ဆူအောင်လှုပ်ကြလီ၏ သို့တော်လည်းဟန်းစားပြုတ်သောလှစိန်ကိုအိုစားပြုတ်သောယောက်ျားများသာမျက်ဆောင်ထိုးကြလီတော်၏ထိုသို့မျက်ဆောင်ထိုးသူများအနက်မလွတ်မလပ်သူများလည်းပါဝင်ကြလီ၏သို့တော်လည်းရှေးကထွက်ခဲ့သောနမီကလေးနှင့်ရှေးအခါကမစွန့်စားဝန်းသူတယောက်သည်စွန့်စားဝန်းတော်သူအဖြစ်သို့ရောက်လျက်လှစိန်ကိုအယကြံလီ၏ ၎င်း၏နာမည်ကဆိုးပုံခေါ်သူဖြစ်လေ၏မယားတယောက်ကိုကောင်းစွာမကြွေးနိုင်သည့်အတွက်ထိုမိမနှင့်ကွဲသလိုလိုဖြစ်၍နေလေ၏၎င်းသည်လှစိန်ကိုဈေးကအပြန်တွင်လှဲနှင့်တင်၍ပြေးလေ၏လှစိန်မှာမော်တော်ကားအတင်မခံရလေကျန်းကြီးနှင့်အတင်ခံရသည့်အတွက်စိတ်လက်မကြေမချမ်းဖြစ်လေ၏သို့တော်လည်းမိမိဤကံအကြောင်းကဤမျှတာအကျိုးပေးသည်ကို မငင်းမဆန်နိုင်ပဲမော်တော်ကားစီးနိုင်သူများစွာမရှိသောအရ၌လူလာ၍ဖြစ်ရသည့်အတွက်စိတ်ထဲတွင် တရက်လုံးကိုတင်းယုံကျိန်ဆဲ၍နေလိမ့်၏သောပုံဒီကငွေကြေးရှာ၍ပင်မရတော်လဲထန်းရီကစော်အရက်များကိုကနေစဉ်တောက်စားနိုင်၏အိမ်ကိုမူးရက်လျက် ပြန်၍လာသည့်အခါတခါတရံတောအရက်ပလင်းကိုခါးချနိုင်ညှက်၍လာပြီး စတိုင်ပပနှင့် မင်းဘိုးကြောင့်၌ပလင်းကိုထောင်ကလှစိန်ဟေ့ဒီမှာကွက်လာစမ်းပါအောင်ကွက်လင်ယောက်စာကြိုက်တတ်တဲ့အရာကိုကုညီလောက်ကင်ပြီးမှမင်းမမြဲကွက်လာမင်းငှဲ့ပြီးပါဒီတော့မှဘဝတိုင်းအဆက်ပါပြီးမင်းကိုလှဲနဲ့ကြီးတင်ရမှာ လာပါပါရမီဖြည့်စမ်းပါကွယ်လှရဲဟူသောစကားမျိုးဖြင့်လှစိန်အားအယက်ငှဲ့ခိုင်းလီဤလှစိန်ကအလွန်စိတ်ကြီးဝင်ခဲ့ဖူးသူဖြစ်ရာ 苏帮姑，多年伢比，阿爷姑阿爷比亚多不话都晓得嘛，干子嘛伊盘地布嘛好，咪咪姑来伊盘地真撇理伊。 ို့တော်လည်းထိုအကြောင်းကိုမတွေးတောမိကြီးမိမိဤသိုးသောကံကြမ္မာအတွက်အရက်ကိုကျိန်ဆဲ၍နေလေ၏အရက်မကောင်းလို့သာယခုလိုဖြစ်ရသည်ဟုမှတ်ထင်၍နေလေ၏တခါတည်းရန်သိုးပုံရှာဖွေ၍မရသောအခါစန်းကြည်ထံသို့တွား၍တမတ်ငါးမူးကို၎င်းချီးယူရလေသည်တို့တော်လည်းအချိန်မမှန်ပြန်၍မဆက်နိုင် စမ်းကြည့်သဘောကောင်းသဖြင့်သာအဖြစ်အပျက်ကိုအယက်မသိပဲနေလေ၏တို့ချီးနေကြတော့အခါအချီးအငါပုံမူရဲတင်းလာ၏တနေ့တနိုင်မိမိအယက်ဝယ်၍တောင်းနေကြဖြစ်သောအယက်အမြဲချက်လုတ်သူကိုရွှေတောင်ဤတဲသို့ရောက်၍သွားပြီးအယက်ရှိသေးသလားဟုမေးရာထမ်းလျက်ဖို့မရှိ၍အယက်ကိုမချက်နိုင်ကြသောစိုးပုံထံမှငွေအတော်များစွာရဖို့ရှိကြောင်းကို ပြောလေရာ ထိုအရက်ကျွေးနှင့်ပတ်သက်ပြီးအငင်းအခုံဖြစ်ရာမှရန်ခိုက်ဒေါသဖြစ်ပြီးဥရွှေတောင်ဤတူအောင်သူခေါ်ဇဘူးကအုတ်ဆက်ကိုပလင်းနှင့်ထုလိုက်ရာဆိုးပုံမှာဝတ်ကျွ၍သွားလေ၏ဆိုးပုံသေးပြီးသည့်နောက်လှစိန်မှာစန်းကြီးတယောက်သာခေါ်သူပြောသူရှိလေရာတမတ်ငါပဲစသည့်ကျွေးများကိုစန်းကြီးထံမှမကြမကြအလီလီယူရသဖြင့်ကျွေးသာထက်လျက် ပြန်ဆက်ခြင်းကမရှိသဖြင့်နောက်ထပ်အလကားမချီးဝန်းတော့ချေသို့တော်လည်းစန်းကြည်ဤအိမ်ကိုသွားသည့်အခါတိုင်းပတ်စံလို၍လာချောင်းကိုစန်းကြည်သိသဖြင့်အလိုက်သိစွာနှုတ်ဖြင့်ဖွင့်၍မတောင်းမီကသုံးဘဲတမတ်ကိုစန်းကြည်ကပေးလီဤထိုအခါကျွေးတွေထက်၍တင်ဤ၎င်းနောက်စန်းကြည်ဤအိမ်သို့အလကားမသွားဝန်းတော်သည့်အခြေအနေမျိုးသို့ရောက်၍လာလီဤ ထိုအခါစန်းကြည်ဤတောက်ရီဦးသုံးရီဦးချိုးရီဦးများကိုရည်တည်၍ထဲ့ပေးလေ၏တခါတခါစားရီတောက်ရီကြက်တော်အခါ၌ကူညီချက်ပြုတ်လုတ်ကန်၍ပေးလေ၏ထိုနည်းနှင့်လှစိန်သည်စန်းကြည်ဤအိမ်တွင်မြဲမမသိမြဲ၍သွားလေရာထင်းခွေရေခတ်အလုတ်ကိုစန်းကြည်ဤအိမ်၌အတီတကြအတီအလင်းလှုပ်၍နေသူအဖြစ်သို့ရောက်၍သွားလီတော်သည် ပီမိုနင်းအခုလိုဆရာကြီးပီမိုနင်းဤရုပ်ချော်သူဆောင်းမတူလေးကိုနားဆင်ပေးကြတော့ click ကတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။